Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ဇန်နဝါရီအပြောင်းရွှေ့မှာလူတွေခေါ်ဖို့ဂျူးပန်းတင်တဲ့ Manchester United ကဇန်နဝါရီမှာအလုတ်လုတ်လေးမရှိတဲ့အတွက်ဘောနော်ကွင်းလယ်တွေပါတယ်အားဖြည့်ပေးခြင်းမရှိဘူးဆိုပြီးတော့ကျွန်တော်ရှိမှလည်းတင်းနေတင်ထားတယ်အဲဒါပေမဲ့လို့လောလောဆယ်မှာ United အနေနဲ့ကွင်းလယ်ကိုကျွန်တော်တို့ဘောနော်ဇန်နဝါရီမှာဒါမှမဟုတ်ဘောနော်ကွင်းလယ်ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ဇန်နဝါရီမှာကျွန်တော်တို့ United အတွက်အလုတ်လုတ်လို့ရတဲ့အနေအထားမျိုးကြီးကျွန်တော်တို့ပေါ်လာနိုင်ဖို့ကျွန်တော်တို့ရှိတယ်ဒါကတော့ လက်ရှိမာစီအတင်းရဲ့ပေါ့နော်ကျွန်တော်တို့ကစားမဟောင်းလေးဖြစ်တဲ့ Mason Greenwood ကဟို draft 6ဆူလိုခြေစွမ်းနေပြနေတယ်ခြေစွမ်းနေပြပြီးတော့ဥရောပကလပ်အသင်းရဲ့ဘက်ကလိုချင်လာရပြီပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့ကလည်း Greenwood နဲ့ပတ်သက်လို့ပေါ့နော်ဥရောပကလပ်အသင်းရဲ့ဘက်ကလိုချင်နေကြတာတွေရှိပြီးမဲ့လေလို့သူတို့က big money offers တွေကိုပါ ignore လုပ်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့အကယ်လို့ Greenwood ကမာစီကနေပြီးတော့ပေါ့နော်တခြားကလပ်အသင်းတစ်ခုခုတည်းရောင်းချနိုင်ခဲ့မယ်ဆိုရင် ကိုရီဟာအဲ့ဒီရောင်းချမှုကနေတဆင့်အကျိုးမြတ်တည်ကျွန်တော်ခံစားဖို့ကျွန်တော်ရှိပါတယ်။ထပါတော့ Mason Greenwood ကမာဆီအသင်းရဲ့ဘက်ကတခြားကလပ်တင်းတစ်ခုကိုဒီကစားမားလေးကိုရောင်းချပြစ်ခဲ့မယ်ဆိုရင်အဲ့ဒီရောင်းချလို့ရတဲ့တွေက90ရာခိုင်နှုန်းကိုကျွန်တော်ကအကျိုးခံစားခွင့်ကျွန်တော်ရမှာ90ရာခိုင်နှုန်းတော့အကယ်လို့ Real Madrid တို့ပါတော့ကိုကျွန်တော်တန်း80နဲ့ပြောင်းသွားတယ်ဆိုရင် Manchester United ကတန်း40ရမယ်အကယ်လို့တန်း90ပြောင်းနေပြောင်းသွားတယ်ဆိုချင်းရင် ကိုရီ20နဲ့5ဘန်းကျွန်တော်ရမယ်ဆိုတော့ပြောရင်ဒီ90ရာခိုင်နှုန်း future sale ဘာလို့ sale on glow ဆိုတာမျိုးကြီးကတော်တော်ကောင်းတဲ့အနေထားပါတချို့ကျတော့လည်း mason green ကိုပြန်ခေါ်ကျင်ကြတယ်ပေါ့လေနောက်ထပ်ကစားမတယောက်ကိုငါတို့တွေဝယ်မဲ့အစား mason green ကိုပြန်ခေါ်မှာပေါ့ပါညာပေါ့ဒီ topic ကလည်းကျွန်တော်အမြဲတမ်းပြောကြတယ်ဘာကြောင့် manchester united ကပြန်ခေါ်ဖို့မရှိတယ်လဲနော်ဘာကြောင့်ကျွန်တော်အနေနဲ့ဒါဟာဘောလုံးထက်ပိုတဲ့အရာတစ်ခုဖြစ်တယ်လဲဘာကြောင့်ကျွန်တော် green ကပြန်လာဖို့မရှိဘူးလဲ ျွန်တော်ပြောရတယ်အဲ့တော့ထပ်မပြောတော့ဘူးဒါပေမဲ့တည်ရတာတကူက United က Greenwood ရဲ့အပြောင်းရွှေ့ကနေပြီးရောပေါ့နော်ကျွန်တော်အကျိုးမြတ်ခံစားဖို့ကျွန်တော်ရှိပါတယ်ဆိုတော့အကယ်လို့ဇန်နဝါရီအပြောင်းရွှေ့မှာတခြားကလပ်အသင်းတွေရဲ့ဘက်က Greenwood ကိုကျူးပန်းလာကြတော့မယ်ဆိုရင်မာစီကလက်လွတ်ပါမလားဒါပဲကျွန်တော်ကြည့်ရမယ်လူရာဒီပဲဖြစ်ဖြစ်ဇန်နဝါရီပဲဖြစ်ဖြစ်မာစီကကြိုက်တဲ့အချိန်ရောငါတို့တို့က90ရာခိုင်နှုန်းရမှာဒါပဲဆိုတော့မာစီရဲ့ဘက်ကလည်းသူတို့အမြင့်မြင့်များရကျင်နေဆိုရင် တန်ကြီးများများတောင်းမယ်ဘာလို့လဲသူက50ရာခိုင်နှုန်းကြီးတောင်ပေးရမှာဆိုတော့ဗျာမာစီရဲ့ဘက်ကလည်းတကယ်စီတင်ပြီးတော့တောင်းကုန်နေတောင်းမှာပဲဒီသူတို့အနေနဲ့ဟိုဘယ်လိုပြောမလဲလက်ရှိဥရောပဘောလုံးလောက်ကကြီးဘယ်လိုလှုပ်လှုပ်တယ်ဆိုတော့သူတို့သိနေတာပဲသူတို့လည်းပဲကျွန်တော်ຫນွေကြီးစောက်မှလာပေါ့ဘာလို့လဲဆိုတော့ဇန်နဝါရီမှာကိုရီငွေသုံးဖို့ဆိုရင်ຫນွေကြီးစောက်လို့ကျွန်တော်မရဘူးဗျာနော်ဇန်နဝါရီမှာကျွန်တော်အနေနဲ့အားဖြည့်ဖို့ကျွန်တော်လိုတယ်ဆိုတော့ငွေရဇန်နဝါရီမှာလိုတယ်ပြဿနာကမာစီကတော့ဒီဂျားကာလာကြီးမှာရောင်းနိုင်မယ်လို့ကျွန်တော်မထင်ဘူးဟိုနော်အတင်းတင်းဟာအဓိကဈာမတွေကို ဟိုဒီလိုမျိုးဇန်နဝါရီကာလမှာပေါ့နော်လက်လွတ်လေးရှိရှိတာတအားနည်းပါတယ်မာစီဘတ်ကကျွန်တော်တို့ကြည့်တော့လေသူတို့ကချန်ပီယံစ်လိကစားနေရတယ်ချန်ပီယံစ်လိကစားနေရပြီးတော့အချီနေလဲကျွန်တော်အစဉ်ပြေးသလိုလေးဖြစ်နေတဲ့အနေအထားမျိုးမှာပေါ့နော် green wool လို့အဓိကကြားတဲ့တိုက်စစ်ကစားမတရားကိုလက်လွတ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ဇန်နဝါရီမှာကျွန်တော်အနေနဲ့ seven close တိ50%အကျိုးခံစားခွင့်နေမရဘူးဆိုရင်ဇန်နဝါရီမှာအလုပ်လုပ်ရနိုင်ကြတော်တော်လေးကိုတိုင်ပတ်သွားလောက်တယ်ကျွန်တော်ကတော့ဇန်နဝါရီမှာ united ကပေါ့နော် ဝယ်ကူဝယ်မှရမှာဗျာဒီလဇန်နဝါရီမှာကွင်းလင်ကကျွန်တော်ຫນွေကြီးဆောင်လို့မရပါဘူးနော်ဆိုတော့ဒါကတော့တည်င်းကောင်းပေါ့လေနော်ပတ်တည်င်းကောင်းပေါ့ green ကိုမာစီဘက်ကရောင်းမယ်ဆိုလဲဇန်နဝါရီမှာရောင်းပေါ့နော်ရောင်းနေဆိုလို့ရှိရင်အချိန်ကြီးကောင်းရင်ကျွန်တော်ကအဲ့ဒါကိုအကျိုးခံစားခွင့်ရမှာဆိုတော့ဆောင်းတော့ကျွန်တော်ကြည့်ရမယ်ဒီကြတာတကူကတော့ United တော့ကျွန်တော်မလွယ်ဘူးဇန်နဝါရီမှာလည်းအသင်းဘက်ကအလုပ်လုပ်မဲ့ပုံစံမျိုးမရှိဘူးဆိုတော့တိုင်ပတ်နိုင်တယ်တိုးတိုးလေးပဲ Mason Greenwood ဇန်နဝါရီမှာအပြောင်းအလဲဖြစ်သွားမယ်ဆိုရင်တော့အချိန်ကြီးကောင်းပါဒါပေမဲ့ Champions League ဝင်ခွင့်လည်းရနေတဲ့အတင်းတင်းက Greenwood ကိုတကယ်သဘောကျလို့ကောင်းလွန်းတဲ့အပြောင်းအလဲတစ်ခုနဲ့ကန့်လန့်လာမယ်ဆိုရင်ဒါတွေဒီကိုရီအင်းနဲ့အများကြီးမျောလင်းလို့ရတဲ့အရာမျိုးတွေကျွန်တော်ဖြစ်သွားပြီဒါကြောင့်ဘောနော Greenwood ရဲ့ရောင်းချလို့ရတဲ့နေရာကနေတစ်ဆင့်50% United တက်ကအကျိုးခံစားခွင့်ကျွန်တော်ရှိနေတယ် United အင်းနဲ့အဲ့ဒါကိုဇန်နဝါရီပြောင်းရှိမှအသုံးချနိုင်ရလိမ့်မယ်လို့ညီတို့ထင်ကြလားမာစီရဲ့ဘက်ကရော ဇန်နဝါရီပြောင်းချိန်မှာ green ကိုရောင်းချပါမလားညီတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်